Hello အားလုံးပဲမင်္ဂလာပါဖိုးဖိုးမချန်ကနေကြိုဆိုပါရစေဆိုတော့ဒီနေ့ညမှာဆိုလို့ရှင် Champions League Quarter Final ဒုတိယအကြိုတွေရှင်ပြိုင်ကစားကြပါမယ်ဆိုတော့ဒီနေ့ညကတော့ The Aston Villa နဲ့ PSG ရဲ့ Dortmund ရဲ့ Barcelona ရဲ့ဆိုပြီးတော့နှစ်ပွဲရှိတယ်ပေါ့နော်အဲမနက်ဖြန်ကျမှ Real တို့ Bayern Munich တို့ကစားကြမယ်ပေါ့ဗျာဆိုတော့ဒီနေ့မှာပဲဗီဒီယိုတွေကတော့ကြူပြီးတော့ကျွန်တော်တင်ပေးသွားမယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ကြည့်ရရင် Aston Villa နဲ့ PSG ပေါ့ အဲပထမကြော့ကျွန်တော် Aston Villa ကတော့အိမ်ဒီ PSG ရဲ့ကွင်းမှာ1-3ဆိုတဲ့ရလနဲ့ရှုံးထားပြီးတော့အခုလက်ရှိသူတို့အိမ်ဝင်မှာလက်ခံအာကစားရမယ် Aston Villa အတွက်ကျွန်တော်ဒီဘယ်လိုပြောမလဲအများကြီးတိတ်မျောလင်းချက်မရှိဘူးဆိုပေမဲ့လို့ပေါ့နော်ဒါအကောင်ဆုံးပုံစံနဲ့သူတို့ကကျိုးပန်းမဲ့အခြေအနေမျိုးပါပထမကြော့မှာဆိုလို့ရှိရင်3-1ဆိုတာက Aston Villa အတွက်တော်တော်ကိုတက်တာခဲ့တယ်လို့ကျွန်တော်ပြောရမှာတိုက်စစ်မှာဆိုလို့ရှိရင်ကျွန်တော်ဒါအဲ Usman Dembele တို့เนาะပြီးလို့ရှိရင် Kvara တို့เนาะပြီးလို့ရှိရင် Duwe တို့ရဲ့ ီဘယ်လိုပြောမလဲတိုက်စစ်ဒီကတောက်လျှောက်ဆိုသလိုသူ့ကိုဒုက္ခပေးကြတယ်ဗျာဟို PSG အတွက်ကတော့ဒါသူ့အနေနဲ့ပေါ့နော်နောက်တစ်ဆင့်ကိုမတက်တက်အောင်ကြိုးပမ်းတင်တဲ့အခြေအနေမျိုးပါ3-1ဆိုတာမျိုးကဒါနှစ်ဂိုးလောက်ပြန်သွင်းရင်အခြေအနေကောင်းနိုင်တဲ့အတွက် PSG ဘက်ကလည်းကျွန်တော်ပေါ်လို့တော့ကျွန်တော်မရဘူးပေါ့လေဒါဆိုတော့ Aston Villa ဘက်ကကျွန်တော်စကြည့်ရရင် Aston Villa အနေနဲ့ဒီပွဲမှာတော့ဂိုးသမားမာတီနဲတို့ပေါ့နော်ပြီးလို့ရှိရင်နောက်တန်းမှာ Pau Torres တို့ပြီးလို့ရှိရင် ကွန်ဆာတို့လိုကစားသမားတွေပြန်ပြီးတော့ဆန်နဘက်ပါတနာရှစ်ဖြစ်ပြန်ပွဲထွက်လာနိုင်ဖို့ကျွန်တော်ရှိတယ်။အစွန်ကစားသမားတွေကတော့တေချာသတိထားပြီးတော့သူတို့သုံးမရမယ်။သူတပင်ကဖာရာတို့ဒူဝေးတို့လိုကစားသမားတွေဒါမှမဟုတ်ဘရက်ဒလီဘာဂူလာတို့လိုကစားသမားတွေကိုသုံးမဲ့ဒီ PSG တောင်ပန်ကစားသမားတွေကိုအခုလက်ရှိသူတို့ကစားနေတဲ့ Medicash တို့ပြီးတော့ Lucas Digna တို့ကတိတ်ပြီးတော့တားနိုင်ဖို့တော့အများကြီးမရှိဘူး။သို့တော်လည်းပဲရွေးချယ်စရာအများကြီးမရှိတဲ့အနေအထားမျိုးမှာ တယောက်ချင်းတားလိုက်တားလို့မရရင်အတင်းလိုက်တားဖို့သူတို့ကျူးပန်းမှာဒါကြောင့်နောက်တန်းကပို့ပြီးတော့တတိထားဖို့ကျွန်တော်လူတယ်ပေါ့နော်ကွင်းလယ်မှာဆိုလို့ရှိရင်လည်းဒီကာမာရာတို့ပဲဖြစ်ဖြစ်ဂျွန်မက်ဂင်းတို့ပဲဖြစ်ဖြစ်ယူတီတလီမန်တို့ပဲဖြစ်ဖြစ်ပေါ့နော် PSG ကွင်းလေကိုတော့ရှင်ဖို့တော့မလွယ်ဘူးပေါ့လေဘီတညာတို့ဖာဘီယန်ရီစ်တို့ဂျောင်နီဘက်တို့ဆိုတာမျိုးကလက်ရှိတအားကောင်းနေတဲ့အခြေအနေမျိုးကိုနော်အသင်းလိုက်လေးနဲ့တို့ကောင်းနေကွင်းလေ၃ယောက်က ဟို on position မှာကော out of position မှာကောတော်တော်ကောင်းနေနေမှာပါတယ်ဗျာဒါအပြင် Aston Villa ကွန်းနေလဲဆိုလို့ရင် physicality တွေကအရင်ကွာတဲ့အနေထားမျိုးတွေလည်းမဟုတ်ဘူးဆိုတော့ Aston Villa တို့ကတော်တော်ကိုတိုင်ပတ်ပါတယ်တိုက်စစ်ကတော့သူတို့မှာဗောနော်ဒါ Oliver Kings တို့ကျွန်တော်ရှိမယ် Rogers တို့ရှိမယ် Ramsey တို့ကျွန်တော်ရှိမယ်ဆိုတော့ဒီနေရာမှာ မာကတ်စရစ်ဘူးအပါဝင်ဘသူတွေကိုပွဲထုတ်လာမလဲပေါ့အကောင်းဆုံးပုံစံနဲ့သူတို့ပွဲထုတ်မှရမယ် SNC တို့ဘာလို့ဆိုလို့ရှိရင်လည်း PSG နဲ့ပထမအကြော်မှာဆိုလို့ရှိရင်သူတို့ဒီပွဲထွက်လူစီမှာမပါခဲ့ဘူးတကယ်တမ်းကတုံးသင့်တာပေါ့နော်ဆိုတော့နီးပြပြစ်သူ Unai Emery အတွက်သူအသင်းဟောင်းဖြစ်တဲ့ PSG နဲ့ရှင်ကစားမဲ့အချိန်မျိုးမှာသူတို့တွေဘလိုမျိုးအပြောင်းအလဲတွေနဲ့ပွဲထွက်လာမလဲပေါ့လေဂျားတွေကပရီးမီးယားလိပွဲစဉ်တွေမှာဆိုလို့ရှိရင် Aston Villa က နိုင်ပွဲတွေသူတို့ရအောင်ယူထားတယ်ဆိုတော့အင်ရှင်ဖြစ်ဒီပွဲကိုကစားမဲ့အခြေအနေမျိုးမှာအက်စတိုမီလာစီကနေပြီးတော့ပူကောင်းတဲ့တုံ့ပြန်မှုတွေကျွန်တော်တွေ့ရမလားပေါ့နော်ဆိုတော့သူတို့အတွက်တော့မျိုးလင်းကြကတော့အများကြီးမရှိဘူးပေါ့လေဟိုဒိုင်းမဲ့လို့ပေါ့နော်ကျွန်တော်ကတော့တိတ်ပြီးတော့ဒါလက်မလျှော့စေချင်ဘူးသူတပြင်းတော့ဒီ31ဆိုပေမဲ့လို့ခုနကပြောသလို20လောက်29လောက်ပြန်သွင်းနိုင်တယ်ဆိုလို့ရှင်ကိုပဲဒါမစိုးဘူးဗျာမိမိတောင်းကန်ဘောကပဲသွင်းသွင်းပင်နေဒီနဲ့ပဲဖြစ်ဖြစ်တံပြန်မဲ့ဖြစ်ဖြစ်ဘလိုပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ဒါ20လောက်ပြန်ပြီးတော့ဖြစ်နိုင်မယ်ဆိုလို့ရှင်ကို မဆိုးဘူးဗျာအက်စတိုမီလာတို့ကသာအင်ရှင်လည်းဖြစ်တယ်ဆိုတော့အက်စတိုမီလာနေနဲ့မျောလင်းချက်ရှိတယ်ဒါအပြင်အက်စတိုမီလာဟာဒီယာစီမှာအသင်းကြီးတွေကိုချန်ပီယံစ်လိအိမ်ခွင့်မှာသူတို့လက်ခံကစားပြီးသွားပြီဒါပါတော့ဒီဘိုင်ယန်မြူနစ်ကိုဝန်စီနဲ့နိုင်ထားတဲ့ပွဲတို့ဘာတို့အပါဝင်ပေါ့နော်အိမ်ခွင့်မှာရလက်လေးတွေကတော့မဆိုးဘူးဆိုတော့ဒီပွဲမှာလည်းဆက်ပြီးတော့သူတို့ရလက်ကောက်အောင်ကစားနိုင်မှာလားကျွန်တော်တို့ကြည့်ရမယ်ဆိုတော့ဒါပေမဲ့လို့တစ်ဖက်ကနီပီယပ်စ်အင်နရီကေရဲ့ကျွန်တော်တို့က ် PSG ကတော့ဘယ်လိုပြောမလဲဒီဒီတော်တော်ကိုကြည့်လို့ကောင်းနေတဲ့အသင်းပေါ့နော်ဒီရာဒီမှာ Champions League မှာတအားကိုကြည့်လို့ကောင်းနေတဲ့အသင်းဒါတခြားလို့တော့မဟုတ်ဘူးနော်ဒီ Champions League စကားစား DRC စကားစားတော့ငါဆိုလို့ရှိရင် PSG ကတော်တော်ကိုအခြေအနေဆိုးတာတော်တော်ကိုအခြေအနေဆိုးတာကျွန်တော်ထင်တယ်လို့မျိုးလည်းမဟုတ်ဘူးသူရဲ့ form ကလည်းတိုင်ပတ်နေတာဒါပေမဲ့လို့အခုလက်ရှိမှာသူတို့ IO ဆက်ရမယ်တခုတည်းသောဖလားကျွန်တော်ဖြစ်သွားပြီသူတို့တွေကပြည်တွင်း League 1ဖလားကိုသူတို့ယူပြီးသွားပြီ လွန်ခဲ့တဲ့တပတ်ကျော်လောက်ကသူတို့ဖလားရသွားပြီဆိုတော့ပြင်းသစ်ဟိုလီဂူကိုသူတို့ဘာမှဂယူဆိုင်ဆရာမလိုတော့ဘူးနောက်တစ်ဆင့်တက်ဖို့ချန်ပီယံရှစ်နောက်တစ်ဆင့်တက်ဖို့နောက်တစ်ဆင့်တက်ဖို့ဖလားရဖို့ကိုပဲအပြည့်အဝအာရုံစိုက်ရတော့မှဒါအမြင် DPG အသင်းကိုကြည့်ရတာတော်တော်ကိုစိတ်လှုပ်ရှားဖို့ကောင်းတယ်သူတို့ပြင်တိုက်စစ်နဲ့ကွင်းလေပေါ့ကွန်းလယ်မှာဆိုလို့ရှိရင်လည်းပဲကျွန်တော်ပြောလို့ကျွန်တော်ဂျောင်နီဘက်စ်တို့ပေါ့နော်ဗီတင်ညာတို့ဖာဗီယန်ရူရီတို့ဆိုတာမျိုးကဒီကျွန်တော်တို့အတွေ့အကြုံရှိတဲ့ကစားမဖာဗီယန်ရူရီတို့ကစားမ ပြီးလို့ရှိရင်လူငယ်ရည်သွေးရှိကစားမဖြစ်တဲ့ကြောင်းနီးဝက်စ်တို့လိုကစားမဒါလဲလက်ပြောလို့ရတဲ့ဗီတီညာတို့လိုကစားမဒိုင်မိုးတွေနဲ့သူတို့ကပေါင်းထားတာဒီ၃ယောက်ကဘယ်လိုပြောမလဲကွင်းလင်မှာဆိုလို့ရှိရင်ဘောနတအားကောင်းတာတအားကောင်းတာဆိုတော့ဒီ opposition မှာဆိုလို့ရှိရင်ဘောလုံးတော်လူဖို့ခဲနေတယ်ဗျာတည်တာနော်ကစားတာတော်တော်ကိုကောင်းနေတယ်မှာကျွန်တော်တို့ပါတယ်ဆိုတော့အဲ့ဒီကွင်းလင်ကလည်းကျတော့ဘောလုံးဖြန့်တာတွေရောဘာတွေရောတအားကောင်းနေသလိုတိုက်စစ်ကဒမ်ဘီလီခွာနာနဲ့ဒူဝေတို့ပြီးလို့ရှိရင်ဘရက်ဒလီဘာဂူလာတို့ဆိုတော်မျိုးကတအားမြန်တာကစားတာမြန်တဲ့အပြင်သူတို့ကဆွတ်ဆက်ပြီးနေတဲ့မျိုးကြီးကျွန်တော်မဟုတ်ဘူး နောက်တယောက်ချင်းကြော်ဖြတ်မှုတွေလည်းကျွန်တော်တို့ကောင်းတယ်တယောက်နဲ့တယောက်အချိတ်ဆက်တွေလည်းကောင်းတယ်ဟောပြီးလို့ရှိရင် twin သွားတဲ့ goal တွေပထမပထမကြောကကျွန်တော်တို့ကဖာနာတို့ဒူဝေတို့ twin သွားတဲ့ goal တွေဆိုလို့ရှိရင်ကျွန်တော်ကြည့်ပါလားလန်ထွက်နေတာပဲเนาะဆိုတော့အဲ့ဒါကြောင့်ကျွန်တော်အနေနဲ့ပေါ့เนาะဒီ tight sheet ကိုလည်းကျွန်တော်ကြည့်လိုက်ရင် PSG မှာတော်တော်ကိုစိတ်လို့ရှာဖို့ကောင်းတဲ့ tight sheet ကိုမြင်နေရတာခန်စစ်ဆိုလို့ရှိရင်လည်းဒီ time ပဲဗျနူနူမန်ဒက်ကျွန်တော်တို့ကတော်တော်ကိုကြော်ဖို့ခဲရင်းနဲ့အစွန်ကစားမတစ်ယောက်အနေနဲ့ဘာလို့လဲဆိုတော့ဒီကစားမက defensive ရလဲကောင်းတယ်လို့ ူကိုယ်တိုင်ကလည်း imminent မြင်တဲ့တယ်မှာပါတယ်ဆာလာလိုပလေယာမျိုးကိုကျွန်တော်ထိမ့်ပြလာတယ်ဆိုကြတဲ့ကတော်ရုံတိုင်ဝင်ကတယောက်ကြော်လို့လွယ်တော့တဲ့အခြေအနေမျိုးမဟုတ်ဘူးပေါ့နော်အဲပြီးလို့ရှိရင်ကျွန်တော်ဒါဝီလျံပါချိုရုဆိုတာမျိုးကလည်းမြင်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမာကွင်ဟိုးတို့ပါလို့ရှိရင်လည်းပဲဒါ AC ပဲဗျမာကွင်ဟိုးမပါနိုင်ဘူးဆိုလို့ရှိရင်တော့ဒါဘာနယ်တို့တို့ပါလို့လို့စာမတွေရှိတယ်ပထမကြောင်မှာဆိုဘာနယ်တို့တို့ကိုတုံးသွားတာ PSG ဘက်မှာနောက်ပြီးလို့ရှိရင်ဟာကီမီဗျစဉ်းစားကြည့်ရင်ကျွန်တော်တို့ PSG မှာတိုင်ပတ်နေတာဂိုးသမားပဲ ဒီလားနော်ဂူသမားကတာမန်ဒီဆန်အချိန်လောက်ပြနိုင်နေဆိုရင်ကျွန်တော်တို့ဂူသမားကတတော်ကိုပြည့်ကြီးမှာပြောင်းလဲတင်တယ်လို့ကျွန်တော်ထင်တယ်အဲ့လောက်ကြီးကြီးကောင်းတယ်လို့ကျွန်တော်တို့မယူဆဘူးပေါ့နော်သို့တော်လည်းပဲပင်နေဒီဆုံးဖြတ်ဒီဘာဒီမှာဒနရူမာရဲ့အကူအညီနဲ့ဒီချိန်လေးတိရောက်လာတယ်ဆိုတော့အာပြည့်ကြီးအတွက်တော့ကျွန်တော်စိတ်လုံချောက်ဖို့ကောင်းတယ်အတင်တင်းလုံးကိုကျွန်တော်ကြည့်နေရတာဗောလေသူတို့နောက်တစ်ဆင့်တက်ဖို့လဲကျိုးပန်းတင်တယ်ကျွန်တော်ကတော့ဟိုလက်ရှိအချိန်ကြီးကတော့လေအားလုံးထင်ထားတဲ့အချိန်မှာနောက်တစ်ဆင့်ကိုပြည့်ကြီးကတက်ဖို့များတာဗောဗျာဒါပေမဲ့အင်ရှင်ဖြစ်တဲ့အက်စတိုမီလာပရိသတ်အများစုမထင်မှတ်တာဘာတွေလုတ်ပြနိုင်မလဲ ျွန်တော်ကြည့်ရမှာပဲဆိုတော့ဒါကတော့ဒါ Aston Aston Villa ပွဲပေါ့လေညီကလေးနေနေရော Aston Villa ကြားထဲမှာတခုခုမထင်မှတ်တာလုံးပြနိုင်မယ်လို့ထင်ကြလားဒါမှမဟုတ် PSG ပဲအများမျောလင်းတယ်လို့တက်သွားလိမ့်မယ်လို့ထင်လားစနေရပါအားလုံးကိုကျေးဇူးများဒီမှာလေဆိုတော့နောက်ထပ်တပွဲကတော့ကျွန်တော်တို့ကဒေါ့မွန်နဲ့ဘာစီလိုနာပေါ့လေအဲလက်ရှိပထမအကြုံမှာတော့ကတော့ဘာစီကွင်းမှာ၄ဂိုးကိုမရှိဆိုတဲ့ရလနဲ့ဒေါ့မွန်ကရှုံးထားတာဆိုတော့လက်ရှိသူတို့အိမ်ဝင်မှာသူတို့ဒါကစားရမယ်အဲမဲ့အိမ်ဝင်ဖြစ်ပေမဲ့လို့ ဒေါမွန်အတွက်ကတော့မျောလင်းချက်ကတော်တော်ကြီးကိုနေသွားပြီပေါ့နော်။ဘာစီတို့ဘာလို့ဆိုတာမျိုးကပြည်တွင်းမှာကောပြည်ပမှာကောတအားကောင်းနေတဲ့အသင်းနော်ဒါအပြင်ကျွန်တော်တို့အနေနဲ့ဟိုအချိန်ကြီးကပေါ့နော်တော်တော်ကြီးကိုဟုတ်နေတာဗျာဒေါမွန်ဘက်ကတော့တော်တော်တိုင်ပတ်တယ်ပေါ့နော်ဟိုသူဘာစီရဲ့ဘက်ကလည်းရှိသူတို့စပိန်လာလီဂါမှာသူတို့အချိန်လည်းပဲသူတို့ကအဆင့်တက်မှာရှိနေတာဗျာနော်အဆင့်တက်မှာရှိနေတာဟိုတနေ့ကတော့သူတို့တွေဘာလီဂန်နက်စ်ကိုလာမသိဘူးသူတို့1-0နဲ့သူတို့ရှုံး1-0နဲ့သူတို့နိုင်ထားတယ်အဝေးဝင်မှာဝေးဝင်မှာနိုင်ထားတယ်ဆိုတော့ဒီပွဲကသူတို့အတွက် ready ဖြစ်နေပြီ ready ဖြစ်နေပြီဒါအပြင်ကျွန်တော်တို့ဒီနေ့ပထမအကြုံမှာတော့ဆိုလို့ရှိရင်လည်းပဲသူတို့ရဲ့တိုက်စစ်အစွမ်းပြသွားတာပဲလေရာဖင်ညာတို့နော်လီယိုနိုစကီနှစ်ကိုတို့ပြီးလို့ရှိရင်ယာမဲတို့လေးကိုတီကိုအမှန်ကန်သွင်းသွားတာဒေါ်မွန်ဘက်ကအဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်တူတူကြကြကြီးဒီအမှန်အများကြီးဘာမှလုံနိုင်ခဲ့တာမျိုးကျွန်တော်တို့မရှိဘူးပေါ့နော်ဟိုကွင်းလယ်မှာဆိုလို့ရှိရင်လည်းပဲဂျူလီယန်ဘရန်တို့နော်ပြီးလို့ရှိရင်နမကာတို့လူကစားမောက်တွေရှိတယ်ဆိုပေမဲ့လည်းလို့တိုက်စစ်လိုက်ပါမှုတိုင်းမှာဘရန်ကအဆင်ပြေပြီးမဲ့ဂျန်နေသူတွေကအဲ့လောက်မဟုတ်ဘူး တောင်မန်ကဂေတန်စတို့ပါလို့ဆိုလို့ရှိရင်လည်းအမြဲတမ်းကြီးပေါ့နော်ကျွန်တော်တို့ဒါတရဇက်အားကိုးနေရတဲ့အခြေအနေမျိုးမှာမဟုတ်ဘူးဗျာဒါပြင်ကယ်ရင်တရာမီတို့ပါလို့ဆိုလို့ရှိရင်လည်းဘယ်တော့ကူ operate effective ရ effective တိတ်မဖြစ်ဘူးလို့ပြောလို့ရတယ်ပေါ့နော်တခုရှိတာကတော့နောက်တန်းကကျွန်တော်တို့နေတဲ့ဒီအန်တန်တို့ပါလို့နဲ့ကစားနေတဲ့အချိန်မှာနီကိုရှလိုဒါဘတ်တို့ပါလို့မပါဘဲနဲ့ဒီကျွန်တော်တို့ဘလူးရောင်းတော့အမေရိကန်တို့ပါလို့အမေရိကန်ကဗျာမစိုးပါဘူးသူ့အနေနဲ့သူ့တော့ဒါပေမဲ့ဟိုဒီအန်တန်တို့အန်တန်တို့ပါလို့ကပို့ပြီးတော့ကောင်းတင်နေပေါ့နော်ပို့ပြီးတော့ကောင်းတင်နေ ဒါပေမဲ့လည်းလို့ကျွန်တော်တို့ကသူတို့ပဲရှိတာဆိုတော့ဒေါ်မွန်ဘက်မှာကအသင်းလိုက်နဲ့တူးချင်းညီကိုဘာစီလိုနာကိုရှင်လို့ရတဲ့တဲ့မှာမပါဘူးပေါ့နော်ဘာစီရဲ့ကစားပုံကဟိုဘောလုံးပိုင်ဆိုင်မှုအသာစီးရယူယုံနေသူတို့ကမကဘူးဗျာဟိုဘယ်လိုပြောမလဲကစားပုံကတအားကောင်းတာခုနကပြောတဲ့ရာဖင်ညာတို့ယာမဲတို့လီယိုနော့စကီတို့ဆိုတာမျိုးကတော်တော်ကိုတယောက်နဲ့တယောက်အခြေဆက်ကြီးဂျားထဲမှာတအားကောင်းပြီးတော့နားလည်မှုတွေကလည်းရှိနေပြီเนาะနောက်တန်းကကူဘာစီနဲ့ဟိုဘယ်လိုပြောမလဲเนาะဒီအီနီကိုမာတီနက်စ်ပဲဖြစ်ဖြစ် နော်ရော်နယ်အာရူဂျူပဲဖြစ်ဖြစ်ဂျူလီစကွန်ဒီဘာလဒီတို့ ਨੇ တွဲရင်ဟို offside trap တွေကလည်းမင်းလမ်းပြန်နေတာပဲသိလားနော်အားလုံးကသဘောပေါက်တယ်ဗျာဒီတော့သူတို့ရဲ့ဘာလို့ရမလဲနော်ဘယ်ချင်းဘယ်ကစားမဘလုံးညာဘာလို့ရမလဲပြီးရင်ဘက်ထရီနဲ့ဒီကြောင်ဘက်ထရီနဲ့ဒီကြောင်ရဲ့ဝင်လေကလည်းတော်တော်ကြီးကိုကျွန်တော်တို့ကောင်းတာတော်တော်ကြီးကိုကျွန်တော်တို့ကောင်းတာဆိုတော့အစိတ်ဆက်တွေကတအားကိုမိလာဒါကြောင့်ဘာစီကဗောနော်ဘာစီလည်းပဲခုနကပြည့်ကြည်လို့ပဲကြည်ရတာတအားစိတ်လို့ရှားဖို့ကောင်းတယ်ကစားတာတွေကတိုက်စိတ်ကိုခံစိတ်ကိုဗောနော်ကျွန်တော်တိတ်ပြီးတော့ကျွန်တော်ပြောစရာမလိုဘူးဗျာ ဆိုတော့ကြောင့်ဟိုဒီပွဲမှာလည်းဒေါ်မွန်အတွက်တော့ chance မရှိဘူးပေါ့လေအိမ်ဝင်ဖြစ်ပြီမဲ့လို့အလွန်ဆုံးပြန်သွင်းနိုင်တကူပဲဗျာတကူနှစ်ကူပေါ့ဆိုတော့နောက်တစ်ဆင့်ကတော့ဘာစီလိုနာကတက်သွားပြီးတော့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ကြားထဲမှာအနီကနှစ်ယောက်ထိတာတော့ဘာညာတော့ဆိုပြီးတော့မထင်မှတ်တဲ့အရာတွေဖြစ်မလာရင်ပေါ့လေဆိုတော့ဘာစီရဲ့ဘက်ကတော့နောက်တစ်ဆင့်ကိုမတက်เสียအကြောင်းမရှိဘူးလို့ကျွန်တော်ထင်တယ်ဆိုတော့ညီကတို့နေနေရောဒီနှစ်ပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲဘယ်တင်နေနောက်တစ်ဆင့်ကိုတက်နိုင်မယ်လို့ထင်ကြလဲဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်